ခွေးလေးတွေကြောင်လေးတွေနှွေရာဒီမှာ အန်ဂျင်နဲ့ဝမ်းပြက်ဝမ်းလျှောဖြစ်ခြင်းကိုအဓိကဖြစ်စေတဲ့အကြောင်းရင်းတွေကိုကျွန်တော်အနေနဲ့ဒီနေ့မှာ ဆွေးနွေးပြောပြပေးသွားမယ်ပေါ့နော်ပထမဆုံးတစ်ချက်ကဘာလဲဆိုလို့ရှင်အစာအချိန်ပြောင်းရုပ်တရက်လှုပ်ခြင်းဟာဆိုလို့ရှင်ကွေးလေးတွေကြောင်လေးတွေရဲ့အစာစားနှုန်းကိုကျစေနိုင်တယ်လို့တစ်ခါတည်းမှာဆိုလို့ရှင်ဒီအစာအိမ်ကနေပြီးမှ allergic ဖြစ်ပြီးတော့မှကျွန်တော်တို့အန်ဂျင်နဲ့ဝမ်ပြတ်ဝမ်ကျော်ခြင်းကိုဖြစ်စေနိုင်တယ်အဲ့တော့ကြောင့်မလို့အစာအချိန်ပြောင်းလှုပ်တော့မယ်ဆိုလို့ရှင်ကျွန်တော်တို့အထူးပြုစိုက်ဖို့လိုတယ်ပြီးတော့နောက်တစ်ခုကဘာလဲဆိုလို့ရှင်ခွေးလေးတွေကြောင်လေးတွေကိုကျွန်တော်တို့မနက်ခင်းကျွေးလိုက်တဲ့အစာဆိုလို့ရှင် င်အချိန်3နာရီ4နာရီလောက်ကြာတဲ့အခါမှာဆိုလို့ရှင်ပုတ်တိုးသွားတာမျိုးကိုကျွန်တော်တို့ဒီနေနဲ့တွေ့ရလိမ့်မယ်ဒီပုတ်တိုးသွားတဲ့အစာအပုတ်တိုးတွေကိုခွေးလေးတွေကြောင်လေးတွေစားမိမယ်ဆိုလို့ရှင်အန်ဂျင်တွေဝမ်ပြက်ဝမ်ရှော့ဂျင်တွေကကျွန်တော်တို့ဖြစ်လာစေနိုင်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့မနေ့ခင်းကြွေးထားတဲ့အစားဆိုလို့ရှင်သူတို့စားပြီးသွားပြီဆိုတာနဲ့ကျွန်တော်တို့ချက်ချင်းသိမ်းစီးတာမျိုးကိုမဖြစ်မနေပြုလုပ်တဲ့နေပေါ့နောက်ပြီးသွားရင်နောက်တစ်ခုကဘာလဲဆိုလို့ရှင် ဒီတန်ကောင်ပြဿနာကလည်းခွေးလေးတွေကြောင်လေးတွေမှာဒီနွေရာသီရောက်တဲ့အခါမှာဆိုလို့ရှိရင်အန်ဂျင်နဲ့ဝမ်ပြက်ဝမ်ရှော့ဖြစ်ခြင်းကိုအဓိကဖြစ်စေတဲ့အကြောင်းရင်းတစ်ခုတည်းမှာပါတယ်အဲ့တော့ကြောင့်မလို့နွေရာသီဆက်ရောက်လာပြီဆိုတာနဲ့တန်မချရသေးဘူးဆိုလို့ရှိရင်တန်ချဖို့အတွက်ကလည်းကျွန်တော်တို့ဒါအရေးကြီးရပေါ့နော်ပြီးတော့နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်နွေရာသီရောက်လာပြီဆိုတာနဲ့ခွေးလေးတွေကြောင်လေးတွေအနေနဲ့ဒါအပူဒဏ်ကိုပို့ပြီးမှကျွန်တော်တို့ခံရတယ်ပေါ့နော်အဲ့လိုအပူဒဏ်ခံရတဲ့အခါမျိုးမှာဆိုလို့ရှိရင်တို့တွေအနေနဲ့အစာစားခြင်းတောက်ခြင်းစိတ် ီပြတ်တယ်အဲ့လိုပြတ်တဲ့အခါမှာဆိုလို့ရှိရင်ဒီ engine တွေ one ပြတ် one short engine တွေကျွန်တော်တို့ဒါအများကြီးဖြစ်လာစေနိုင်တယ်အဲ့တော့ကြောင့်မလို့ကျွန်တော်တို့ဒီနေနဲ့ဒီအပူတန်းကိုပို့ပြီးမှခံရတဲ့ဒီခွေးလေးတွေကြောင်လေးတွေအတွက်ကိုကျွန်တော်တို့ဒါအေးများတဲ့ရေကို24နာရီကာလပတ်လုံးကျွန်တော်တို့ပေးထားတာမျိုးလေးတွေကျွန်တော်တို့ပြုလုပ်ပေးတဲ့နေပါတော့